ခြေထောက်ကိုရေမစိုးခြင်းလို့ရွှေတကုံဖျားအောင်မြေပေါ်မှာဖက်နှက်စီခဲ့တဲ့မျိုးသမီးအလုံးမင်္ဂလာပေါင်းဗမိစနောင်းကနေကျဆလိုက်ပါတယ်ရွှေတကုံဖျားကမြန်မာနိုင်ငံကဗုဒ္ဓဘာသာဝင်တို့အလေးမြတ်ထားရဖျားဖြစ်တဲ့ပြင်နိုင်ငံသားတော်တွေတောင်လာရောက်လည်လာရတဲ့အထိတောင်းဆန်းချက်မှုတွေလည်းရှိပါတယ်ဗုဒ္ဓဘာသာဝင်တွေကဖခင်တွေဖုန်ကြီးเจ้าတွေကိုသွားတဲ့အချိန်မှာဖနက်တွေကိုမစီတော့ရဘူးဆိုပြီးတော့ငငယ်ကလေးကတင်းနားလေထားပေမဲ့လည်းဒီအမျိုးသမီးကတော့သူ့ခြေထောက်ကိုရေဆိုးမခံကျင်တာကြောင့်ဖခင်ပေါ်မှာဖနက်စီးခဲ့ပါတယ် ဒီအကြောင်းကိုတော့ရွှေရကုံဖရာကိုနောက်ဖုသူတယောက်ကတင်ထားခဲ့တာပေါ့အရင်မျိုးသမီးကရွှေရကုံဖရာရဲ့အောင်မြင်ပေါ်မှာဖနက်ဆီးထတာကိုမြင်လိုက်ရတာကြောင့်လုံချုံရဲကိုသွားတိုင်လိုက်ပါတယ်တလပိုင်းအရွယ်ရှိတဲ့မျိုးသမီးကဖရာပေါ်မှာလမ်းလျှောက်တာကလည်းအဆင်မပြေသလိုဖနက်ကလည်းစီးထပါသေးတယ်ခမင်းမြင့်ဖနက်ကိုစီးထပြီးသူ့မျက်နှာမှာလည်းမဝေ့မရဲတဲ့အမှုရာမဖြစ်နေခဲ့ပါဘူးအခြားလူတွေကဖရာကိုကြော့နေတဲ့အချိန်မှာသူကတော့ဖနက်ကိုစီးပြီးတော့ထိုင်နေပါတယ်ဖျားပေါ်မှာဖနက်မစည်းရတဲ့အကြောင်းသတိပေးစာတွေကတ်ထားပေမဲ့လည်းဒီမျိုးသမီးကဂယုမဆိုင်ခဲ့ပါဘူး ေးမှာတန်ဃာတော်ရေဖျားဝိပြုနေပေမဲ့လည်းသူ့ခြေောက်ကိုရေမစော်ဖို့ကအဓိကဖြစ်နေလို့ဖျားပေါ်မှာဖနှက်စီထားခဲ့တာပေါ့ရွှေတကုံဖျားမြောက်ဖတ်မောက်ကနေတက်လာခဲ့ပြီးဖျားပေါ်ဖနှက်စီမယ်လို့လောက်တာကြောင့်စစ်စေးကြီးကတားမြစ်ခဲ့ရပါသေးတယ်သူ့ကိုဖျားပေါ်မှာဖနှက်စီခွင့်မပေးလို့အရင်မျိုးသမီးနဲ့စစ်စေးကြီးကလည်းစကားများခဲ့တယ်လို့ဆိုပါတယ်ဖျားပေါ်ကိုသူ့တယောက်ထဲတက်လာခဲ့တာမဟုတ်ပဲဘေးမှာအဖော်တွေလည်းပါဝင်ပါတယ်ဘေးနားမှာပါတဲ့လူတွေကလည်းဘာမှမတားမြစ်ခဲ့တာကလည်းရန်ကိုထိုးဆန်းနေတာပေါ့စစ်စေးကြီးကတားမြစ်လိုက်လို့ဖျားပေါ်မှာဖနှက်မစီလိုက်ရတဲ့မျိုးသ သမီးကအောင်မြေပေါ်မှာတော့ဖနှက်ကိုစီးဖြစ်အောင်စီးလိုက်ပါတယ်။လုံချုံရိတ်ကလာပြောတဲ့အချိန်မှာဖနှက်စီးထတာမဟုတ်ဘဲသူ့ခြေောက်ကိုရေဆိုးမှဆိုးရင်ဒါကြောင့်ဖနှက်ပေါ်ရက်နေတာဆိုပြီးတော့ပြောခဲ့တာပေါ့။ဒီအမျိုးသမီးကဘလို့ရည်ရွယ်ချက်နဲ့ဖះပေါ်မှာဖနှက်စီးလဲဆိုတာကိုမသိပေမဲ့လေသူ့လုံရက်ကိုတော့မှန်တယ်လို့ထင်နေခဲ့တာပေါ့။ ဒါကြောင့်သူ့ကိုငငယ်ကလေးကမိဘတွေကမဆုံးမခဲ့တာလားဒါမှမဟုတ်တမင်ရွယ်ချက်ရှိရှိနဲ့ဖះပေါ်မှာဖနှက်စည်းထတာလားဆိုတာကလည်းစဉ်းစားစရာဖြစ်ပါတယ်ရွေးကုံဖះပေါ်ကိုတက်တဲ့အခါဖနှက်စည်းပြီးတော့လုံးဝတက်လို့မရတလို့အဝတ်စားတွေကိုလည်းသေချာဆင်ကျင်ပြီးမှဝတ်ဆင်ရတာပေါ့ အဝင်ဆောင်အဆင်မပြေရင်တက်ခွင့်လုံးဝမပေးပေမဲ့လည်းဒီအမျိုးသမီးကတော့ဖယားပေါ်မှာဖနက်စည်းထတာကြောင့်အယံအံ့ဩနေကြတာပေါ့ဘာသာရင်းနဲ့သက်ဆိုင်တဲ့နေရာကိုလာပြီးစော်ကားနေတဲ့ဆိုတဲ့မှတ်ချက်တွေကိုလည်းရနေပါတယ်အနီးနားမှာရှိနေတဲ့သူတွေကဖယားပေါ်ကိုဖနက်စည်းပြီးတော့တက်လို့မရတဲ့အကြောင်းမတားမြစ်ကြဘူးလားဆိုပြီးမြရသူတိုင်းကဒေါသထွက်နေကြတာပေါ့ ဘာသာရေးနဲ့သက်ဆိုင်တဲ့နေရာတွေကိုသွားတဲ့အခါမှာတားမြစ်ထားတဲ့အရာတွေကိုမလုပ်သင့်သလိုစီကံတွေကိုလည်းလိုက်နာသင့်မိမယ်။ဒီအမျိုးသမီးကတော့လုံးဝဂရုမစိုက်ခဲ့တာပါ။နိုင်ငံသားတွေနဲ့ဘာသာခြားတွေတောင်ရွှေတကုံဖျားကိုလာတဲ့အချိန်မှာဖနက်မစည်းပင်မဲ့လေ။ဒီအမျိုးသမီးကတော့လုံးဝကြောက်ရွံ့မှုမရှိဘဲဖနက်စည်းထားခဲ့ပါတယ်။ဖျားပေါ်မှာဖနက်စည်းရတဲ့အကြောင်းရင်းကလည်းခိုင်လုံမှုမရှိတာကြောင့်သူ့ရဲ့အဖြေကလည်းယုတ်တိမရှိဖြစ်နေတာပါ။ ခြေနောက်ကိုရေဆိုးမှဆိုးလို့ဖျားပေါ်မှာဖနှက်ဆီးထားတဲ့အပြင်ဘောင်းမီကိုလည်းဝတ်ဆင်ထားတဲ့အတွက်ဒီအမျိုးသမီးရဲ့လုံရက်ကိုတော့ရှုံချနေကြတာပေါ့သူ့ရဲ့လုံရက်ကတော့ဗုဒ္ဓဘာသာဝင်တွေကိုဒေါသထွက်စေပြီးဒီအမျိုးသမီးရဲ့အကြောင်းကိုစိတ်ဝင်စားနေကြပါတယ်ဖျားပေါ်မှာခြေနောက်ရေမဆိုးခြင်းလို့ဖနှက်ဆီးလာခဲ့တဲ့အမျိုးသမီးရဲ့လုံရက်ပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မားရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ